အရာဗြိတိန်ဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည်နိုဝင်ဘာလ16ရက်နေ့မွန်လွဲပိုင်းကကျုံပြော်မြို့အမှတ်1အခြေခံပညာတက်တန်းကျောင်းသို့တွေ့ရောက်ပြီး RCC နှစ်ထက်အလပုံစံကျောင်းဆောင်တစ်ဆက်လုပ်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးအစာအုပ်ရေသွေးပြင့်ပြီးတမတ်ကာလအတွင်းပြီးစည်းမှာကြားခဲ့ပြီးကျောင်းဆရာမကြီးကလိုအပ်ချက်တင်ပြမှုများအပေါ်တာဝန်ရှိသူများနဲ့ညှိနှိုင်းပေါင်းဆက်ဆောင်ရွက်ပေးခဲ့ပါသည်။ အဲ့ဒီနောက်ဂျုံမျိုးခရိုင်ဂျုံပြုံပြွင့်တွေရှိနတ်ကန်ကျေးရွာနဲ့ဘိုးတော်ကျေးရွာတို့ဆက်သွဲထားတဲ့တကချောင်းကူနတ်ကန်တရာတိဆောက်ချင်းလုပ်ငန်းတတိယပိုင်းအားကျေရှုဆစ်ဆေးခဲ့ပြီးစီမံကိန်းရှင်းလင်းဆောင်မှာကျေးလည်လန်းဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားမှုကလုပ်ငန်းဆောင်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြရမှာဒန်နီသာကြီးဝန်ကြီးချုပ်ကလုပ်ငန်းများတတ်မှတ်ကာလအတွင်းပြည်စည်းရေးတွေအင်တိုက်အားရဆောင်ရွက်ရတဲ့အရေးသွေးပြည့်မီရေးကိုအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါတယ်။ ဲဒီနောက်တန်ဒီသာကြီးဝန်ကြီးချုပ်နဲ့အဖွဲ့တွေရန်ကုန်ပသိမ်လန်းကျုံပြောခရိုင်အပိုင်း135မိုင်5ဖာလုံအားကက်တရထပ်ပိုးလွာခင်းခြင်းကက်တရလမ်းချက်ပြီးထပ်ပိုးလွာခင်းခြင်းလုပ်ငန်းများကိုကြီးစုဆစ်ဆဲခဲ့ပြီးလုပ်ငန်းများဆောင်ရွက်ရမှာရင်အန်ရည်လန်းအန်ရည်ကင်းရှင်းစေရေးအရေးသွေးပြင့်မီရေးတမတ်ကာလအတွင်းပေးစီရေးတို့အတွက်လူဝင်အားဆက်အင်အားများဖြင့်ဆောင်ရွက်ရမှာကြားခဲ့ပါသည်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့တည်ကျောင်းကုန်းမြို့နယ်ဒဲကုန်းကျေးရွာတို့တွားရောက်ပြီးတမောင်ဝရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဒဲကုန်းကျေးရွာကုန်းထုတ်လန်းမြေသားလန်းခင်းခြင်းကြောက်ချောခင်းခြင်းနဲ့ဘော့စ်ကားဖက်နှစင်းတိဆောက်ခြင်းလုပ်ငန်းမြေသားလန်းခင်းခြင်းကြောက်ချောခင်းခြင်းဘော့ကားပနှစ်စင်းလုပ်ငန်းဆောင်နေမှုအခြေအနေများကိုစစ်ဆေးခဲ့ပြီးအရေးသွေးပြမရေးတမ္မကာလအတွင်းပြည်စည်းရေးတို့ကိုမှာကြားခဲ့ကြောင်းသိရပါတယ်။ ဒီသတင်းကိုပသိမ်သတင်းဌာနခွင့်မှပေးပို့ထတာဖြစ်ပါတယ်အေရဝတီတိုင်းဒေသကြီးမြောက်မြခရိုင်အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရွှေပြည်တိုင်းခမ်းမမှာ2025-2026ခုနှစ်မျိုးစစ်ချက်ကရိယာဒရန်စီရာနဲ့စီရွတ်တင်းနဲ့နေကြပဲဖို့ပဲကြီးမျိုးစစ်ပေးအပ်ပွဲခန္ဓာကို ဒီကနေ့မွန်လယ်ပိုင်းကပြုလုပ်ခဲ့ရမှာတန်းနေသားယူဝင်ကြီးချုပ်ဦးတင်မောင်ဝင်းသည်တာဝန်ရှိသူများနဲ့အတူတက်ရောက်ပြီးမျိုးစေ့ချကရိယာဒရန်စီရာနဲ့စီရွက်သီးနှံနေချာပေးဖို့ပဲချင်းမျိုးစေ့များပေးအပ်ခဲ့ပါတယ်ဥစွာတန်းနေသားကြီးဝန်ကြီးချုပ်ကတန်းနေသားကြီးအတွင်းရှိတောင်သူများအားစီရွက်သီးနှံနေချာပေးဖို့နဲ့မျိုးစေ့ချကရိယာဒရန်စီရာများပေးအပ်လျက်ရှိပါကြောင်း ်ဈေးပူလုံရေးအတွေ့နေကြာစိုက်ပျိုးမှုကိုရခင်နှစ်ကထက်ဧက8000ကျော်တိုးမြင့်စိုက်ပျိုးရန်ရာထဆောင်လျက်ရှိပါကြောင်းတန်းဒီလာကြီးမှာဒုတိယသိန်းထံတွေစပားကိုစိုက်ပျိုးလျက်ရှိပြီးစိုက်ပျိုးရာမှာဂျဲခင်းစနစ်များပပျောက်စီရေးအတွေ့မျိုးစေ့ချက်ကရိယာတွန်းစီရာများထုတ်လုပ်ဖြန့်ဝေလျက်ရှိပါကြောင်းတန်ဒီလာကြီးအတွင်းငရုတ်ကောင်းကော်ဖီစားတဲ့သီးနှံများလည်းစိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါကြောင်း တောင်သူများနေဖြင့်လည်းစိုက်ဧကံများပြည့်ပြီးဘားနိုင်ထွန်းလုံးရောက်ရှိရေးအတွက်ကြိုးပမ်းဆောင်ရွက်ကြမှာဖြစ်ပါကြောင်းတန်းနေသားကြီးအစိုးရဖွဲ့နေဖြင့်တောင်သူများလိုအပ်တဲ့သွင်အားစုဤပညာပံ့ပိုးမှုများကိုလည်းပြုလုပ်ပေးလျက်ရှိပါကြောင်းပြောကြားပါသည် အဲဒီနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အစိုးရဖွဲ့ဝန်ကြီးများကတောင်သူများအားမျိုးစေ့ချက်ကိရိယာဒွန်းစီရာနဲ့ဈေးထွက်သီးနှံနေကြာပေးဖို့ဘဲချင်းမျိုးစီများအားပေးအပ်ခဲ့ပြီးတောင်သူများကိုစားတောင်သူတို့ကကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ဒေသတွင်းကိုပတိန်တရင်ထဏာခွဲမှပေးပို့ထလာဖြစ်ပါလိမ့်ခင်ဗျာ။